ဟယ်လိုအားလုံးမင်္ဂလာပါယူနိုက်တက်ရှူကနေကြိုဆိုပါရစေဆိုတော့ final ပွဲအပီးမှာနီးပြပြောထားတဲ့အကြောင်းအရာတွေကျွန်တော်တို့ရှိတယ်ပေါ့နော်ဒါလေးတွေနဲ့ပတ်သက်ပြီးတော့ထုံးတမ်းနိုင်မယ်ကျွန်တော်တို့ဒါဆွေးနွေးကြည့်ရအောင်ပါဆိုတော့နီးပြကတော့ဟိုအနာကအကြောင်းနေပေါ့နော်လောလောဆယ်မှာတော့ तू မပြောလို့ဘောဗျာဒီညာပွဲမှာရှုံနေတဲ့တည်တယ်မလားဒီနာကျင်မှုတွေနဲ့ तू ဘာဆက်ပြီးတော့လောက်ရမလဲဆိုတော့စူတာကိုပဲကျွန်တော်တို့စီစဉ်ရမယ်ပေါ့ကျွန်တော်တို့ကပူကောင်းတဲ့အသင်းဆိုတာဒီပွဲမှာရှင်းနေပေါ့နော် ဒါပေမဲ့လို့ဂိုးသွင်းနိုင်ခဲ့ခြင်းတော့ကျွန်တော်မရှိဘူးအဲကစားမားလီတွေကတော့ပွဲကိုအနိုင်ရဖို့အရာအလုံးကိုကြိုးစားခဲ့ကြတယ်ပေါ့အနာဂတ်မှာတော့အရာအလုံးကိုပူကောင်းအောင်အကဲဖြတ်နိုင်ဖို့အချိန်ရလာပါလိမ့်မယ်ဆိုပြီးတော့သူပြောသွားတယ်ဂိုးရနိုင်မဲ့အခွင့်အရေးတွေကိုမတူညီတဲ့ကစားမားတွေရတယ်ပြောရမှာတယောက်တည်းကိုအခွင့်အရေးတွေခွာရနေတာမျိုးပဲနဲ့နှစ်ယောက်သုံးယောက်တော့အခွင့်အရေးတွေရတယ်ပေါ့တယောက်တည်းကရတာမဟုတ်ဘူးပေါ့နော်ဒါပေမဲ့လို့သူတို့ကသူတို့ရဲ့ကုသမာဗီကာရီယိုကလက်စွမ်းပြခဲ့ပြီးတော့ကိုကစားမားတွေကလည်းပဲ ကျွန်တော်အသုံးမချနိုင်ခဲ့ဘူးပေါ့ဗျာအဲသူ့အနေနဲ့သူ့ကစားမားတွေကိုလုံးဝအပြည့်ဝယုံကြည်တယ်ပေါ့နော်ဇန်နဝါရီမှာအပြောင်းလဲတွေလုပ်ဖို့မဖြစ်နိုင်ခဲ့ဘူးပြဿနာကကစားမားတယောက်အထက်ပေါ်မှာအဲမူတီမနေဘူးဆိုပြီးတော့သူပြောသွားတယ်နံပါတ်1ကျွန်တော်တို့သူပြောချင်တာကဘာလဲဆိုတော့ကျွန်တော်တို့ဟာပို့ပြီးတော့ကောင်းခဲ့တဲ့အတင်းဆိုတာရှင်းတယ်ပေါ့ဘိုးပဲမသွင်းနိုင်ခဲ့တာပေါ့နော်ဒီနေရာမှာကျွန်တော်ကတော့ပေါ့နော်ခင်ဗျ data တွေအရကြည့်လို့ရှိရင်တော့ထားပါတော့ကျွန်တော်တို့ကဘောလုံးပိုင်ဆိုင်မှုပိုများတယ် ပြည်ရမလားကိုပေါကန်တီမှုပူပြီးတော့များတယ်ကိုပေါတဲ့တာပူပြီးတော့များတယ်ပြည်ရမလားဒါမျိုးတွေကျွန်တော်တွေးခဲ့လိမ့်မယ်ဒါပေမဲ့တကယ်တကယ်ပွဲကကြည့်ရင်ကိုရီးယားကိုချီတဲ့မှာဘောလုံးရှိနေတာမဖြစ်နိုင်တဲ့နေရာတွေကနေဆွတ်ဆက်ကန်နေလို့ကိုပေါကန်တီမှု16တိနေပါတယ်ကျွန်တော်ရတာဒါဒီလောက်ပဲကျွန်တော်ရှိတယ်တကယ်တမ်းပြရင်ဒီ final ခြေစွမ်းဟာ Manchester United ရဲ့ final ခြေစွမ်းနေတယ်မှာအညံ့ဆုံးလို့ကျွန်တော်ပြောလို့ရတယ်အညံ့ဆုံးလို့ပြောလို့ရကျွန်တော်ဒီပွဲကိုကြည့်ပြီးတော့ ကျော်တော်စိတ်ပြက်သွားတယ်။စပားကတော့သူ့ဟာနဲ့သူဒါတုကန်တာပေါ့ဗျာ။ဒါပေမဲ့ကိုရီရဲ့ကစားပုံက तू ကတော့မြားတဲ့ပူကောင်းနေဆိုပြီးမြဲလို့ကိုရီဖြစ်ရမယ့်ပြိုင်ပွဲတစ်ပွဲကိုအနိုင်ယူနိုင်လောက်တဲ့အထိကောင်းတဲ့ performance မျိုးပြနိုင်ခြင်းရှိမနေဘူး။သူတို့ဒါဟာအလကားပဲဗျာသိလား။အလကားပဲ။ကျွန်တော်တို့ပလန်မှကောင်းကောင်းမရှိတာကျွန်တော်ပြောသလိုပဲပွဲချလောက်မှကျွန်တော်တို့ပြောသလိုပဲပွဲပြီး30ချက်မှကျွန်တော်ပြောသလိုပဲကိုက twin ကိုဥဆောင်ကိုရထားရင်တမျိုး ဦးရီကဥဆောင်ကိုပေးရပြီဆိုတာနဲ့ကျွန်တော်တို့မှာပလန်ဟာတစ်ခုပဲရှိတယ်။ကွဲပြီးကနီလာလေးအရက်မြင့်တဲ့ဟယ်ရီမကွမ်းရကိုအီဒီယာပေါက်ဆစ်ထားပြီးတော့ဖြစ်တင်ပေါ်ပြီးပြို့ကျူးပန်းလိဒါပဲကျွန်တော်တို့မှာဒါပဲရှိတာ။တော့အခုလိုစပါးနဲ့လည်းတွေ့ရောဘာတွေသွားပြီးတော့တိုင်ပက်သွားလဲဆိုတော့စပါးနောက်တန်းမှာရိုမဲရိုကလည်းခေါင်းတိုက်နိုင်တယ်။ဒန်ဆူကလည်းခေါင်းတိုက်နိုင်တယ်။တွေ့ရှင်ကျွန်တော်တို့ကဗန်ဒီဘန်ကလည်းခေါင်းတိုက်နိုင်တယ်။နော်။အဲ့တော့အဲ့လိုမျိုးခေါင်းတိုက်နိုင်စွမ်းရှိတဲ့ခန်းစစ်တင်တယ်လေကျွန်တော်ရှိ ဲဒီမကွမ်းရတယောက်တည်းခေါင်းတိုက်နေတာကိုကျွန်တော်သွားပြီးတော့အာကူလို့ကျွန်တော်မရတော့ဘူးအကယ်လို့အဲ့လိုခေါင်းတိုက်ခြင်းနဲ့ဟိဆိုလို့ရှိရင်ကက်ဆမဲရိုးတို့သိတယ်မလားနော်ဟဲဒီမကွမ်းရတို့ယူရိုးတို့အကုန်လုံးကိုထဲ့ကွာဟုတ်တယ်မလားကျွန်တော်တို့လုံးဝခေါင်းမတိုက်နိုင်ဘူးဆိုတဲ့ကစားမားတွေစပါးရှင်းထုတ်သမျှတွေကိုကျွန်တော်တို့ဒါလက်ခံလို့ရအောင်မင်းကွင်းလေတော့ကမหนีပြီးတော့အဲ့ကောင်တွေကိုထားကိုကောင်းတိုက်ကျင်တဲ့သူကောင်းတိုက်နေတဲ့ကောင်တွေအကုန်ထဲအခုကမဟုတ်ဘူးမကွမ်းရတယောက်တည်းရဲ့ဒါကြောင့်ကျွန်တော်ဟိုးလုံးကလေးကပြောတာ ကျွန်တော်တို့ဓာရီဟာဟယ်ရီမကွိုင်းရအလုပ်ဖြစ်နေတော့မယ်ကျွန်တော်တို့เนาะအဆင်ပြေလို့မြင်ရမှာတကယ်တကယ်ကဓာကြီးကဘလို့မှကြည်နေစရာကောင်းမနေဘူးကျွန်တော်တို့ပလန်ကအင်းပြအမြင်ပေါ်ပြီးတော့ခေါင်းတိုက်ဖို့လှုပ်ဟေးဆိုတာမျိုးကြီးအိပြန်မှမရှိတာဒါကြောင့် तू ကတော့ပူကောင်းတဲ့เนาะကစားပုံကြီးပြတာကဲလို့ပြောပြီးမဲ့လေလို့တကယ်တမ်းကျွန်တော်တွေးကြည့်လို့ရှိရင်အတင်းကစားဓာကြီးကတော်တော်ကြီးကိုကြက်တည်ရုပ်တာဘလို့ကြီးမှလည်းမသိဘူးတိလားဘလို့မှအဆင်မပြေဘူးပေါ့နော်ဒါအပြင် तू က ဥကစားမလေးတွေကတော့သိတယ်မလားပွဲကိုအနံ့ရဖို့အတွက်အရာအလုံးကိုကျူးစားခဲ့ကြတဲ့ဘာညာကျွန်တော်တို့မထင်ဘူးဒီကစားမတွေအရာအလုံးကျူးစားခဲ့ကြတယ်လို့ကျွန်တော်မထင်ဘူးဘာလို့လဲအကယ်လို့သူတို့ဒါအကုန်လုံးပေါ့နော်တတ်နိုင်တယ်များအကုန်ကျူးစားရင်ကျွန်တော်ပြီးရတဲ့ကူကပြီးရစရာအကြောင်းမရှိဘူးဘာလို့လဲဆိုတော့အဲ့ဒီမြာကလေးကနံပါတ်1ဖြစ်တင်ပေါ်ပြီးဖို့အတွက်ကျွန်တော်ခွင့်ပြုလိုက်တယ်အဲ့ဒါပထမတစ်ချက်မှားတယ်နံပါတ်2နောက်တန်းဟာလုရှောနဲ့ကျွန်တော်ပက်ထရစ်ဒူဂူရဲ့ဂျားထဲမှာရှိနေတာနော်ပြိုင်ဘက်က လူကူကလည်းသူ့ရှိမှရှိတဲ့ကစားမားကိုပဲမတားနိုင်ဘူးလူလျှောကလည်းသူ့နောက်မှရှိနေတဲ့ကစားမားကိုသူ့ပြည့်ရဲ့တန်းနဲ့သူ့ရှိကနေဖြစ်လာတဲ့ဘောလုံးကိုမတားနိုင်ဘူးဆိုတော့အဲ့ဒါကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်ခုကစားမားတွေဒါဆွမ်းကုန်ပိစက်မှာကစားခဲ့လို့ပဲအဲ့ဒီကနေတစင်းကျွန်တော်တို့ဂိုးသမားကိုကျွန်တော်ကြည့်တော့လေဒုံရင်ကဒုံရင်ပဲကြောက်ရွံ့ကြီးရက်နေတဲ့အတိုင်းပဲဘာမှမထူဘူးတော့အဲ့ဒီကစားမားတွေဒါကိုတက်နိုင်စွမ်းအကုန်ပိစက်ကစားရင်အဲ့ဒါကဖြစ်လာစရာအကြောင်းမရှိဘူး နောက်တစ်ခုကကျွန်တော်အနေနဲ့ဒီတိုက်စစ်ပေါ့တော်တော်ကိုညံ့ပါတယ်တော်တော်ကိုညံ့ပါတယ်ကျွန်တော်ကံကြက်တချို့ရတယ်အသုံးမချနိုင်ဘူးဆိုတော့တော့ကြောင့်သူပြောတဲ့ကိုကစားမားတွေကပွဲကိုအနိုင်ရဖို့အတွက်အကောင်းဆုံးကျူပန်းခဲ့ကြတယ်ဆိုတော့ကတော့လုံးဝကိုအဓိပ္ပာယ်ရှိတဲ့စကားဟုတ်မနေဘူးနော်ဒါအပြင်ပြောရတယ်ပေါ့ဗျာဟိုဂါနာချူကိုပေါ့နော်ပွဲမထွက်ဘဲနဲ့မေဆန်မောင့်ကိုပွဲထွက်စီခဲ့တဲ့အပေါ်မှာဘလို့မြင်လဲပေါ့နီးပြကတော့အခုချိန်မှာတော့ပြပါတော့ဂါနာဂျိုကိုပွဲထုတ်ခင်မပြီးခဲ့တာမှားသလားဆိုပြီးတော့ခင်ဗျားတို့ပြောဖို့အတွက်ကလွယ်သွားပြီပေါ့ဗောနော် ီမီဖိုင်နယ်ပရမအကျုံမှာဆိုလို့ရှိရင်လည်းကာနာချူကပဲပစ်ချန့်တီကိုလွဲခဲ့တာလေးပေါ့နော်ဘေဆမောင်းကလည်းပဲစီမီဖိုင်နယ်ဒုတိယအကျုံမှာဆိုလို့ရှိရင်သူကပဲဥဆောင်ကိုတွင်းခဲ့တာလေးပေါ့ဆိုတော့ကျွန်တော်ပွဲစဉ်တပွဲတည်းနဲ့ကျွန်တော်ဆုံးဖြတ်လို့မရအောင်ကစားမတယောက်တည်းနဲ့ဆုံးဖြတ်လို့မရအောင်ပေါ့ဗျာဒါပြင်အပြောင်းရွှေ့ဈေးကွက်အတွက်ကျွန်တော်တို့မှာအစီအစဉ်နှစ်ခုရှိတယ်ပေါ့ Champions League မရှိတော့ဘူး Champions League ဝင်ခွင့်မရတော့ဘူးဆိုတော့အရာအလုံးကခက်ခဲမှုเนาะခက်ခဲလာမယ်ဆိုတာနားလည်ဖို့လိုတယ်ပေါ့နော်အဲတခြားတစ်ဖက်ကိုလည်းကျွန်တော်ကအသုံးချဖို့ကြိုးပမ်းရမယ်ပေါ့ တို့ပူကောင်းလာမှရမယ်ပူကောင်းတပတ်အတွင်းလေ့ကျင့်မှုအချိန်ရပြီးတော့ပရီးမီးယားလိမှာပူကောင်းလာမယ်ဒါဟာကျွန်တော်တို့ရဲ့အဓိကအယုံဆိုင်စရာဖြစ်လာမယ်ဆိုပြီးတော့သွားသွားတယ်အဲကျွန်တော်ဆိုလို့ရှိရင်ရှိမှာပေါ့နော်ကျွန်တော်တို့ကစားတာကတကယ်စူးဝါးတယ်ဆိုပြီးတော့ပြောခဲ့တဲ့နေ့ရက်တွေတောင်ရှိတယ်ဒါပေမဲ့လို့ဒီနေ့ရဲ့အသင်းရဲ့ခြေသွန်းကစူးဝါးတဲ့နေရာမှာပါမနေဘူးပေါ့လုံးဝပေါ့နော်ဒါ100% perfect ဖြစ်နေတာမျိုးတော့မဟုတ်ခဲ့ဘူးမတူးတက်နော်ဟိုတူးတက်ဖို့လူနေတာတွေကိုလည်းကျွန်တော်မြင်ရတယ်ဆိုတော့ဟိုသူပြောချင်တာကတော့ဗျာဘယ်လိုပြောမလဲ ဟိုကာနာချိုပွဲမထုတ်တာနဲ့ပတ်သက်ပြီးဒါတော့ထားပါတော့နော်ဒါတိတ်တက်ပြီးတော့ပြောစရာမလိုဘူးအမေလိုအပြောင်းရွှေ့မှာအစီအစဉ်နှစ်ခုရှိတယ်ချန်ပီယံလေးဝင်ခွင့်မရတော့ခက်ခဲနိုင်နေဆိုတာပြောခဲ့တဲ့အခါကျတော့ကျွန်တော်ပြိသက်ဒီဇန်နဝါရီလာမယ့်နေရာကြီးအပြောင်းရွှေ့လဲဘာမျော်လင့်ချက်မှထားလို့မရတော့ဘူးလို့ရှင်းနေဒီပြကိုတိုင်းတော့မှဒါမျိုးထုတ်ပြောလာပြီဆိုရင်အင်းရဲ့ကန္တာကသွားပြီဗျာနေစလေးဝင်ခွင့်မရရောပါဝင်ခွင့်မရတဲ့ဝင်ခွင့်ကမရှိဖလားမရတော့လေတိုင်းပဲเนาะယာစီသိန်းတော့လေအဆင့်16ဆိုတော့ လောက်တောင်မှเนาะဝင်ငွေနေမလဲကျွန်တော်စားလို့မရဘူးအဲ့တော့ဝင်ငွေနေတော့ကစားမကောင်းကြီးခေါ်မရခေါ်မရတော့လက်ရှိကစားမတွေကိုရောင်းလို့မဖြစ်စက်ထားနောက်ရည်ဒီလိုနဲ့ပဲလေပက်ရင်းနဲ့ကျွန်တော်တို့ကတိုင်ပက်တဲ့ယာစီတခုကျုံနေရုံနဲ့မကောက်နောက်ထပ်ယာစီတွေပါကျုံနေရဖို့အတွက်လန်ခင်းတယ်လို့ဖြစ်နေတယ် MO ရင်းကတော့ဘာနော်ဒါကိုသူပြောထားတယ်ဆိုတော့စာချင်းတို့เนาะပြီးလို့ရှိရင်ကျွန်တော်တို့ဒါဂလီဇာတို့စီကနေပြီးတော့အတင်းပေါ်မှာကျွန်တော်တကယ်ကောင်းတဲ့ investment ပါတယ်ဟောအတင်းတွက်ကတော့ Champions League ဝင်ခွင့်မရတာဖြစ်တဲ့အတွက်အရာကစားမားတွေကိုခေရင်သွားပြီပေါ့လေဒီနေရာမှာခုနကသူပြောတယ်ပေါ့နော်ဒီနေ့ကစားတာတကယ်စူးွားတဲ့နေရာမှာမပါဘူးလို့သူပြောပါတယ်သူကတော့ဘာကိုကြည့်ပြောလဲတော့ကျွန်တော်မသိဘူးဒီနေ့ပွဲစဉ်ကျွန်တော်အဓိကအားဖြင့်မနိုင်ခဲ့ရတာကအတင်းရဲ့ပလန်မဟုတ်ခဲ့လို့ပဲလူစားလဲတာတွေမဟုတ်ခဲ့လို့ပဲသူများတွေရဲ့ဘက်ကတော့ကျွန်တော်တို့ခန်းစစ်ပေးရမယ့်အချိန်မှာတိုက်စစ်ကိုထုတ်ပြီးတော့ခန်းစစ်ကစားမားတွေခက်အားဖြစ်နေတဲ့အချိန်ကိုရီးယားတိုက်စစ်အားဖြစ်ရမယ့်အချိန်မှာဘာတွေလုပ်နေလဲဆိုတော့တမာယူကြတွေလုပ်နေတယ် နေရိုနံပါတ်1ဆာမတ်တယောက်ကိုထုတ်ပြီးတော့နေရိုနံပါတ်2နောက်တယောက်ထက်ထဲတယ်။ဆန်နဘက်2ထုတ်ပြီးတော့ဆန်နဘက်နောက်တယောက်ထက်ထဲတယ်။ကွင်းလေကိုထုတ်ပြီးတော့ကွင်းလေနောက်တယောက်ကျွန်တော်ထက်ထဲတယ်။တိုက်စစ်ကိုထုတ်ပြီးတော့တိုက်စစ်နောက်တယောက်ကျွန်တော်ထက်ထဲတယ်။ကိုရီးယားဂိုးလိုနေတယ်ဆိုလို့ရှိရင်တိုက်စစ်မှာလူများဖို့လိုတယ်။တိုက်စစ်ဆာမတ်တွေများများရှိဖို့လို။ကိုရီးယားဂိုးရပြီးသွားလို့ခန်းစစ်ပိတ်နေပြီဆိုရင်ခန်းစစ်ဆာမတ်တွေများများရှိဖို့လိုတယ်။ကိုတင်းကဆန့်ကျင်ဘက်။ဘာပဲဖြစ်ဖြစ်တမာယူကြိုင်လဲတာ ံပါတ်10ဆိုနံပါတ်10နဲ့လဲတဲ့နံပါတ်6ဆို6နဲ့လဲတဲ့နံပါတ်9ဆို9နဲ့လဲတဲ့ wing back ဆို wing back နဲ့လဲတဲ့ center back ဆို center back နဲ့လဲတဲ့ဒါပဲဒီတိုင်းကြီးပဲသွားနေတာအတိတ်ပဲမရှိဘူးဗျာဒါကြောင့်နီးပြားရဲ့ plan ကြီးကတော့တော်တော်ကိုပြောစရာဖြစ်လာတာပေါ့နော်အဲဒါအပြင်ပေါ့နော်သူဆက်ပြီးတော့ပြောထားတာကတော့သူကတော့ဘုတ်ဖွင့်နေဆိုလို့ချင်းအမြဲတမ်းပုံမလင်းလင်းပြောတယ်ဘာညာပြောထားတယ်စားပါတော့ဒါကတော့ဟိုကျွန်တော်ကတော့ပေါ့နော် နီးပြားပြောစကားတွေနေမှာလဲဒါရောအားရကျင်းတဲ့လောက်ဆရာကောင်းတဲ့အရာဘာမှပါသွားတယ်လို့ကျွန်တော်မထင်ဘူးစိတ်ပြည့်ဆရာရာသီးပါစိတ်ပြည့်ဆရာရာသီးပါ ောက်ထပ်ယာစီပွဲတွေမဆောင်မချင်းကျွန်တော်တော်တော်ကိုစိတ်ပြည့်စရာကောင်းတဲ့ကာလတစ်ခုကိုဖြတ်သန်းရအောင်မေပေါ့လေညီကလေးရောဘလူမင်းညလေသူနည်းကြပါအားလုံးကိုကျေးဇူးများကြပါတယ်